စကားပြောတဲ့ခါမှလည်းပဲမြတ်စွာဘုရားကတင်ထားတယ်သိချာမှတ်သားထားဖို့လိုတယ်ကိုကိုစီကံတတ်မှတ်ဖို့လိုတယ်ငါတဝူတယောက်နဲ့စကားပြောမယ်ဆိုရင်မှန်တာဟုတ်တာပြောမယ်မမှန်တာဟုတ်မပြောဘူးเนาะဒါတစ်ခု ဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းလည်းမပြောနဲ့နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာဟိုသာပြောမယ်အကျိုးမရှိတာဟိုမပြောဘူးအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားသည်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်တစ်ဖက်သားအတွက်အကျိုးဖြစ်ရဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုတော့ ပြောသင့်တဲ့အချိန်ကြမှာပြောမယ်နော်၃ခုနော်မှန်တာဟုတ်တာပြောမယ်အကျိုးရှိတဲ့ဟာဟုတ်တာပြောမယ်ပြောရင်လည်းပြောသင့်တဲ့အချိန်ရောက်မှပြောမယ်မပြောသင့်တဲ့အချိန်မှာမပြောနဲ့ကဲပြောတဲ့အခါကျတော့စကလုံးကဘလို့စကလုံးနဲ့သုံးမလဲဆိုတဲ့အခါရှင်ကြည်လိမ္မာတဲ့စကားနဲ့သုံးရမယ် ရှိုင်းဆိုင်နဲ့အတုံးနဲ့မပြောရဘူးလို့ဆိုလို့စကားဆိုတာရှိုင်းရိုင်းဆိုင်နဲ့ပြောရလဲစကားဖြစ်တာပဲရှင်ကြီးကြီးပြောလဲစကားဖြစ်တာအဲ့တော့ရှိုင်းဆိုင်ဆိုတာမပြောဘူးရှင်ကြီးကြီးပြောမယ်စကလုံးရွေးချယ်မယ်ဒါဖြင့်စကလုံးရွေးချယ်တဲ့အခါမှာစိတ်ကတော့မပါဘူးနှုတ်ကလေးသာချိုပြတယ်ဆိုရင်လည်းပဲမဟုတ်သေးဘူးဒါကြောင့်မို့စိတ်ပါထဲလိုက် ဘလို့မုန်းထားတဲ့ဒေါသစိတ်နဲ့မပြောဘူးခင်မင်းနဲ့မေတ္တာစိတ်နဲ့ပြောမယ်ဟောငါးချက်နဲ့ပြည့်စုံကိုပြောတဲ့စကားသေးနော်ကိုပြောတဲ့စကားကိုအဓိကထားပြီးတော့ပြောရင်အဲ့ဒီဝစီကံဟာအကောင်းဆုံးဝစီကံဖြစ်တာမနာဝသာပြောမယ်အကျိုးရှိတာဝသာပြောမယ်ပြောတဲ့နဲ့အချိန်ရောက်မှပြောမယ် ရင်ကျေးလိမ့်မာစွာပြောမယ်မေတ္တာစိတ်နဲ့ပြောမယ်အဲ့ဒီလိုနှလုံးသွင်းပြီးပြောမယ်ဆိုရင်ကိုပြောတဲ့ဝစီကံသည်အကောင်းပဲဖြစ်တယ်အဆိုးပဲဖြစ်ဘူးသူဆိုတာမြတ်စွာဘုရားရဲ့အဆုံးမပဲဒီထဲကတစ်ခုခုချွေရင်းလိုက်တာနဲ့တပြိုင်နက် မန္တာကိုမပြောဘူးမဟုတ်တာတွေကိုပြောတယ်ဆိုလို့ရှိရင်ဒါအဖြစ်ဖြစ်သွားကိုယ်စကားဟာမမမကန်တာတွေပြောတယ်အကျိုးမဖြစ်တာတွေကိုပြောတယ်မပြောသင့်တဲ့အချိန်လျှောက်ပြောတယ်ရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်ဒေါသနဲ့ပြောတယ်ဆိုတော့မှစကားကောင်းမဖြစ်ဘူးစကားကောင်းမဖြစ်ဘူးအဲ့တော့အကောင်းဖြစ်အောင်တတိဆောင်ရမှာပဲဖြစ်တယ်